မင်္ဂလာပါမင်္ဂလာပါလို့ပြောလိုက်လို့ရှိရင်လေဒီခေတ်ဒီကာလကြီး ਨੇ အထူးသဖြင့်ဒီလိုလောကရန်ဘေးတွေကတ်တွေစိုက်နေတဲ့ခေတ်ကာလကြီးမှာဘလို့လို့မင်္ဂလာရှိမှလဲလို့မေးစရာရှိတယ်အခုချိန်မှာအသက်ရှင်နေတယ်ကိုမနားထောင်ခွင့်ချစ်ခွင့်ပေးခွင့်ရှိနေတာဟောလေတကယ်ကိုမင်္ဂလာရှိတာပါဒါကိုဒီမြန်မာရဲ့အစိုးဆုံးတကယ်ကိုတစ်ခက်တစ်ခါဖြစ်တတ်တဲ့ငလင်ဖြစ်တဲ့အချိန်မှာလုံးဝအဲ့ခံစားချက်ကြီးကိုရသွားတယ်အဲ့တော့ဒီဗီဒီယိုလုပ်တဲ့အခါမှာလည်းပေါ့နော် ရည်ရွယ်ချက်ကနံပါတ်၁ကတော့လုံနိုင်နေတဲ့သူတွေကအခုချိန်မှာပိုပြီးလှူပေးဖို့ကူပေးဖို့စုတိုက်တွန်းချင်တယ်။ကိုရိုင်းလဲဘဲဟိုစိတ်ချစွာလှူလို့ရမလဲ။ဘလောက်လှူထားပြီးတော့စု လူဖို့အတွက်ကိုတိုက်တွန်းတာလေဒါရီကတော့အသေးစိတ်ပြီးမှပြောပြမယ်ပေါ့နောက်တစ်ခုကကျတော့ဒီခေတ်ကာလမှာလေအခုချိန်ပေါ့နော်ဘာအောင်စဉ်းစားမိလဲဆိုတော့အသက်ရှင်ခွင့်ရနေငါချစ်တဲ့သူတွေနေနေရတယ်ကိုလှုပ်ချင်တာတွေလှုပ်ခွင့်ရနေသေးရဆိုတာတော်တော်ကောင်းတဲ့ကုသူလို့ပြောမယ်နောက်တစ်ခုရှိရပေါ့နော်ကိုလှုပ်ချင်တာတွေလှုပ်လို့ရတယ်ဆိုတဲ့စကားကိုထည့်ပြောရဆိုတဲ့အခါမှာမလုံနိုင်တာတွေကိုပဲတွေးပြီးတော့လေထိုင်ပြီးတော့လေစိတ်တော့လေအငြင်းမခံနေရရေးပို့ရှိရပေါ့အဲ့တော့ဒီနေ့ဗီဒီယိုလေးကိုလှုပ်ရတဲ့အကြောင်းအရာဘာလဲဆိုတော့ နံပါတ်1ကအားပေးချင်တာနောက်တစ်ခုကဒီအခြေအနေကအားပေးရုံနဲ့မရဘူးဆိုတော့လုပ်ငန်းရှင်တွေဆိုလို့ရှိရင်ကိုယ်ငွေကိုရှီတော့မှလှူပါစုလုပ်ငန်းဆိုလေလုပ်ငန်းနှစ်ခုလုံးအတွက်ကိုလှူထားတာလေဒါကတော့နောက်မှဒီတေးချက်ပြောပေးမယ်အထက်ကတော့ဘာအရင်ပြောချင်တာလဲဆိုတော့ဒီလိုမျိုးအခုဗီဒီယိုကြည့်နေတဲ့သူတွေအကုန်လုံးကအသက်ရှင်နေကြတယ်နောက်ဆုံး internet access ရနေတယ်ကိုယ်အနေနဲ့ပြောလိုက်ရင်ကြားနိုင်တဲ့ကျမ်းမာနေတဲ့အုံနှောက်နာမျက်လုံးရှိတဲ့အတွက်ဒီစကားတွေစက်ပြီးကြားနေခွင့်ရှိတယ်အဲ့တော့ ဒီအချိန်မှာအရေးကြီးတာဘာလဲဆိုတာကိုပို့ပြီးတော့နက်နက်ရှိုင်းရှိုင်းသိဖို့လိုတယ်အရေးကြီးတာမိသားစုလားကိုမိသားစုဆိုရင်ကိုမိသားစုနာမှာကိုအချိန်ပေးနိုင်ဖို့အတွက်ကိုလည်းရပို့ပြီးစူးစမ်းတယ်ကိုလုံနေတဲ့အလုပ်တွေမှာအရင်ကြီးကြီးကျယ်ကျယ်ကြီးနဲ့အကုန်လုံးပြည့်စုံအောင်လုပ်နေမှာအလုံးမဟုတ်ဘူးပေါ့နော်မိသားစုနဲ့အေးအေးဆေးဆေးရတဲ့ညစာကလည်းအဲ့ဒါလည်း blessing ပဲဒါဟို ဒီကာလအရာပို့ပြီးတော့တိသွားမိမောင်းထိုးပြလိုက်တယ်လို့ဆိုမြင်တယ်ဒီငလင်းမတိုင်ခင်မှာလဲဆိုကိုရီးယားကကြည့်ရ one life gives you tangerine လာအဲ့ဒီမှာဆိုလဲဒီတော့ဘဝကပေါ့နော်တစ်ခုတစ်ခု blessing မဖြစ်တဲ့အရာတွေရောဒီဘရုံးမစိတ်မအေးရတဲ့အရာတွေပြီးတယ်ပေါ့ဒါပေမဲ့တယောက်ကိုတယောက် blame မလုပ်ဘူးချစ်တယ်အဲ့ခါမှာဒီတော့ခတ်တယ်စားဖို့တော့မရှိဘူးဆိုရယ်မိသားစုတစုမှာရတဲ့နီးနဲ့သူတို့ရေသူတို့ပျော်တတ်အောင် take a moment ပေါ့နော်ယူတက်တာလေးကိုမြင်လိုက်ရတယ်။အဲ့ကလေးကစူတီ feeling ကိုဖြစ်နေရ။အဲ့လိုပြောလို့လဲပြောမှာပေါ့နော်ဒါရုပ်ရှင်ဆိုပြီးတော့ရုပ်ရှင်ဆိုပြီးမဲ့ဒီလိုဘဝပုံစံအောင်လေအပြင်မှာတော်တော်တွေ့ဘူးပါတယ်။တကယ် wow အေးအေးဆေးဆေးပဲပေါ့နော်။ဒါပေမဲ့ဒီခေတ်မှာအဲ့လိုလူတွေလည်းရှားလာတယ်။အဲ့တော့အဲ့ဒါလည်းပြီးတော့အခုငလင်ကိစ္စအလောင်းလာတဲ့ချိန်မှာစုဒီ US မှာဆိုလို့ပေါ့နော်ကိုနဲ့လုံးဝမဆိုင်ဘူးလားဆိုအဲ့လိုတော့မဟုတ်ဘူးပေါ့နော်။လူကတော့ safe ဖြစ်တယ်။အဲ့အတွက်လည်းကျေးဇူးတိတ်တယ်နေ။ကိုကန်တရားအောင် အတူတူရှိနေရတဲ့မိသားစုကိုလည်းပို့ပြီးတော့တံမိုးထားမိတယ်။စုရဲ့လုပ်ငန်းတော်တော်များကလည်းမြန်မာနိုင်ငံမှာဖြစ်တဲ့အတွက်ထိခိုက်မှုကတော့ရှိတာပဲ ထိခိုက်မှုတွေမကဘူးပေါ့ကိုချစ်ခင်ရတဲ့သူတွေမှလည်းစုံပါဝါတာလည်းရှိတယ်တကယ်ကိုတုံလှုပ်ရတယ်ပေါ့နော်ဒီအကြီးကိုအော်ဟိုးနေရတယ်စကားပြောနေရဒီနေ့မရှိတော့ဘူးဆိုရခံစားချက်စီပေါ့နော်ဟိုးနေရတယ်ပျော်နေရပေါ့နော်ပြီးတော့ငလင်စဖြစ်တဲ့အချိန်က12နာရီကြောကြောနေနေကင်း12နာရီကြောကြောဆို12နာရီကြောလောက်ထိကိုရီမောနေတာဒါပေမဲ့ရုတ်တရက်ကြီးဒီမိနစ်ပိုင်းစက္ကန့်ပိုင်းကိုွေးတော့လက်မဆန့်ခင်ဆန့်တော့လက်မကွေးခင်ဆိုတဲ့အခြေအနေမျိုးမှာမရှိတော့ဘူးဆိုရအခါမှာအော်လောကဒဏ်ဆိုတာအဲ့ဒါလားဆိုပြီးတော့မှာ သွားပြီးတော့မြင်နေပေါ့နော်အဲ့တော့အခုပြောနေတာတရားချနေတာမဟုတ်ဘူးပေါ့နော်တရားကတော့ကိုတွေးတက်ရင်လေတရားရခြင်းစရာပါပဲဘာလို့လဲဆိုတော့ဒီငလင်ဆိုတဲ့ကိစ္စကြိုလုံးဝမသိဘူးရေပေးမိပေးပြီးတော့ယာတိဥတုပေးပေါ့နော်ဒီဒါတွေကတော့ကြိုသိတယ်ဒါမှမဟုတ်လို့ရှင်လေ chair sign နေရှိတယ်ပေါ့ ဘာကြောင့်ဘလို့ဖြစ်နေပြီလဲဆိုတော့ဒါကို tracking လိုက်လို့ရတယ် trace လိုက်လို့ရတယ်ဒါပေမဲ့ငလျင်ကအခုချိန်ထိကိုလေ technology เนาะ Japan tech ဂျပန်မှာရှိတဲ့ technology ကသူကဘယ်လောက်ထိကိုခံမှန်းလို့ရလဲဆိုတော့မဖြစ်ခင် second ဘိုင်းမှာခံမှန်းလို့ရတယ်အဲ့ second ဘိုင်းမှာခံမှန်းခြင်းဟာလေလူတွေအသက်အများကြီးကယ်နိုင်တယ်လို့ပြောထားတယ်အဲ့တော့ဘယ်နှ second လဲဆိုတီးကြတော့မတီးဘူးသို့တော့တကယ်စဉ်းစားကြည့်ရင် second 30လောက်ကြိုသိရင်လေဒါကိုအသက်ကိုအများကြီးကယ်သွားနိုင်မယ်လို့ဆုထင်တယ်သို့တော့မြန်မာနိုင်ငံမှာကတော့ဒီ ငလင်ဘေးကတကယ့်ကိုကဘာကြီးကပေးတဲ့ဘေးအန္တရာယ်ဖြစ်တဲ့အတွက်ကဘာအရှက်ရှက်မှာဘယ်နိုင်ငံမှမဆိုဖြစ်နိုင်တယ်အခုရှိနေတဲ့သူတွေချက်ချင်းပြောက်သွားနိုင်တယ်ကိုနဲ့တွေ့နေတယ်ကိုနဲ့စကားပြောနေတဲ့သူနောက်နေ့ ရှိချင်မှလည်းရှိမယ်အဲ့ဒီအချိန်မှလေဘာပြောချင်တာလဲဆိုတော့သူတို့လူပဝယူခဏလေးလာတော့ပေါ့နော်ဘာလို့အရန်နေအတ္တတွေအရန်ကြီးပြီးစိုးရတဲ့ဒီလိုမျိုးအချိန်နေမှာအခွင့်အကောင်းတွေယူချင်တာလဲဘာလို့ခက်ပြက်တထေးလှုပ်ချင်တာလဲပေါ့နော်အဲ့လိုမျိုးပတ်ဝန်းကျင်မှာရှိတယ်ဆိုရင်တော့သူကတော့ဒီအချိန်မှာဒီလိုနေရာမှာဆိုရင်သူကပယ်ဟိုပယ်တဲ့နေသူတွေမှာအဲ့လိုလူပါတယ်လို့သူယူဆတယ်ယုံကြည်တယ် ဘာလို့လဲဆိုတော့လူရဲ့ energy မှာသူက shame ဆိုတဲ့ဒီရှက်ချင်းတရားပေါ့ရှက်ချင်းတရားသူက energy ရဲ့မှာသူကခံစားရတာအဆိုးဆုံးပေါ့ဒါကြောင့်အသက်နဲ့အရှက်ကိုလဲတယ်ဆိုတာလောကမှာရှိတာဒါကြောင့်ပတ်ဝန်းကျင်ကဒီလိုမျိုးခက်ပြတ်တထေးသို့မဟုတ်ဟိုဇေယိစကားတွေကိုကြားမကောင်းတင်လိုက်တဲ့သူတွေတို့ဒီအချိန်မှာဒါရှောင်ရမယ်ဖယ်ရမယ်ဒါရှိမ့်မဲလို့သိရင်လဲလောက်ရမယ်ဘာလို့အဲ့ဒါကိုပြောလဲဆိုတော့တနေ့ကနေပြီးတော့မှတဲ့ကြောက်တလုံး9000ဖြစ်သွားတယ်အဲ့ဒါကို post တင်လိုက်တယ် တင်လိုက်တဲ့သူကတင်လိုက်လို့ညနေရောက်တော့900ကျော်ပြန်ဖြစ်သွားတယ်။အဲ့စုပြောချင်တာလေဟုတ်ပါတယ်အကုန်လုံးကငပေးဆိုင်မှာလဲကြောက်တယ်စုပြောချင်တာကိုရိုင်းလဲဈေးရောက်နေတဲ့သူကွာဒီကျက်ဥတလုံးကိုဈေးတော်ရုံသင့်ရုံတင်ဖို့ကွာတိလား9000ဆိုတာဖြစ်တယ်လားအဲ့တော့တခုပြောချင်တာတေးကြတဲ့ရောင်းနေတဲ့သူတွေကငတ်လို့တော့မဟုတ်ဘူးမငတ်လို့တော့သူများကိုပြန်ရောင်းနေတာငတ်တယ်ဆိုတာဘာလဲဆိုတော့နောက်နေ့သူမဟုတ်အခုစားစရာတော့မရှိတော့တာငတ်တာတမျိုးလုံးဒီလောက်ဖြစ်ပြီဆိုရင်ဒါ ကုန်လုံးဖြစ်တဲ့အချိန်မှာဒီလောက်ကြီးတော့မလုတ်သင့်ဘူးပေါ့နော်အဲ့တော့ဒီ post ကိုတင်လိုက်တယ်ညနေရောက်တော့ဈေးပြန်ပြောင်းတယ်ဒါတွေဖြစ်သွားပြီပေါ့အဲ့တော့စုကတော့တခါလေရောက်လို့ရှင် blame လုပ်တာတွေ shaming လုပ်တဲ့ဥစ္စာတွေကလောကမှာပေါ့နော်သူ့ရဲ့အခန်းကဏ္ဍနဲ့လုတ်သင့်တဲ့နေရာရှိရယ်ဒါကြောင့်လဲလူတွေရဲ့ဒီ energy မှာဆိုရင် shaming လုပ်တဲ့အခါမှာအဆက်တရားဒါကရှက်တတ်တဲ့သူဆိုရင်ပေါ့နော်အဆက်တရား energy ရဲ့မှာကိုယ်အဲ့လိုပူထူသွားစေပြီးတော့ lowest ဖြစ်တဲ့ energy ရဲ့မှာ shaming ပါတယ်အဲ့လိုပြောလို့ငလင်လောက်တာဘယ်သူကြောင့်ပဲဝါကြောင့်လို့တော့ လိန်မဆိုင်တာတွေတော့လုံးလို့မရဘူးပေါ့နော်ဥမာတိုက်တွေဆိုင်နေကိုဒီလောက်ထိလူတွေတည်နေရဲ့အုပ်ပုံကြားထဲမှာလူတွေတည်နေပါတယ်ဆိုနေမှအဲ့ဒီအုပ်ပုံကြီးကိုဒီလူကိုမကယ်ဘဲနဲ့ဒီလူရဲ့ဖုန်းကိုလူဝါတာဟာတော့လက်စွပ်တွေချွတ်တာဟာတော့အရန်ကိုရှက်စရာကောင်းတယ်ရှက်တတ်ရင်ပေါ့နော်အဲ့တော့အဲ့ဒါရှက်စရာဆိုတာကိုလေလူပတ်ဝန်းကျင်ကများများပြောတတ်တယ်ဒီလို blaming မျိုးဟာရှိ ਉ ရှိရမယ် ဲ့လိုပြောလို့ဘယ်ချိန်မှမဘလင်းရအောင်လဲဆိုတော့ဓာရီကြိုမသိဘူးဓာရီကြိုသိရဆိုတဲ့ကိစ္စတယ်ပြီးတော့ဒီရာရီဆိုတာစုကနာပြောလို့ငလင်ကတော့ကြိုမသိဘူးငလင်ကြိုသိရ technology မရှိဘူး application တွေတော့ထွက်တယ်ဒါပေမဲ့ it's not accurate ပေါ့နော်စုမားလို့ရှိရင်လည်းထောက်ပြပါပေါ့နော်ဒါစေတနာနဲ့ထောက်ပြပါစုသိသလောက် information တော့ကြိုပြီးသိတာမရှိဘူးအဲ့တော့ကြိုမသိတဲ့ဥစ္စာမှာ ကြိုပြောတော့ဘာဖြစ်လဲဆိုတော့မဖြစ်သေးတဲ့သူတွေကအကုန်လုံးကြောက်ခါရဲ့လန့်ခါရဲ့နဲ့လမ်းမပေါ်ကြီးထွက်အိတ်ရတဲ့ကိစ္စတွေဖြစ်ရောပေါ့ပြောချင်တာလမ်းမပေါ်ထွက်အိတ်တယ်ဆိုတာမန္တလေးလိုနေရာမျိုးမှာငလင်လှုပ်ပြီးသားတိုက်မှာပြန်မအိရဲတော့ဆုလက်ခံတယ်ဘာလို့လဲဆိုတော့ဒါကြောင့်ငလင်နဲ့မဆိုင်တော့ငလင်ဖြစ်ပြီးတဲ့အခါမှာ infrastructure မခိုင်မာတော့တဲ့အခါမှာအုတ်တီးပြုတ်ကျနိုင်တယ်ဒါမျိုးကြောင့်အိတ်တောင်ဆုမပြုံးဒါပေမဲ့ငလင်မဖြစ်သေးတဲ့နေရာတွေမှာပါ6တာမျိုးကို page ကိုရဲ့ attention ပေါ့နော်တခုခုကြောင့် attention နဲ့ရဖို့အတွက်ဆိုရင်တော့ ဘာအတွက်လူလုံးပါလဲပေါ့နော်ဒီဟာအတွက်ကိုအဲ့ဒါလေးကိုစုဒီနေ့ message ပေးချင်တာပြီးတော့အစိုးဆုံးနဲ့စုကံကောင်းတာချက်ကစု reset program လုပ်တယ်လေ reset training လုပ်တယ်စုအဲ့ရနေပြီးတော့အမျက်တွေအကုန်လုံးကိုတပြားမကျလှူလိုက်တယ်အရင်တော့ဖဲရတာပေါ့နော်အဲ့ဒါနဲ့ စုသိန်း90ကိုလှူလိုက်တယ်စုအရန်ပျော်တာကတော့စု curious insider ရဲ့ပထမဆုံးဈေးဥပေါက်လို့ပြောလို့ရတယ်ပေါ့ဘာလို့ဆို class ကဒါပထမဆုံးဖွင့်တဲ့ class ဒါကိုကိုယ့်ရဲ့ personal မှာလုံးဝမတုံးမင်းနဲ့ဟိုကိုယ့်ထက်လိုအပ်တယ်ဆိုတဲ့နေရာမှာလှူဝင့်ရတာဒါအရန်ကျင်တဲ့အဲ့လိုပြောလို့အမောင်းကလည်းအများကြီးလည်းမဟုတ်နေပါဘူး။ဟိုစု the miss by စုကလည်း390တော့လှူထားတယ်။ဒါပေမဲ့လှူတဲ့ပမာဏချင်းတူရင်တော့မ ကိုယ့်ရဲ့စိုက်ထွားရအားချင်းမတူတဲ့အခါမှာပီတိကတော့တကယ်ကိုထူးထူးခြားခြားလေးတော့ဖြစ်တာပေါ့နော်အဲ့တော့ဒါကလည်းဒီ channel ကိုကြည့်နေတဲ့သူမှာအားပေးနေတဲ့သူတွေရှိတဲ့အခါမှာဒီလူတွေရဲ့အလှဆိုတာကိုစုပြောချင်ပါတယ်ပြီးတော့စုရဲ့ဝန်ထမ်းတွေရဲ့အလှပါကိုတယောက်တည်းဆိုလို့ရှင်ဒီငွေလည်းမရနိုင်ဘူးပေါ့နော်အဲ့တော့စုကတော့ ရတဲ့ဘက်ကနေတော့စုဒီ mention လုပ်ထားတဲ့ organization မှာတင်တရာလုထားတဲ့ company နှစ်ခုအနေနဲ့ပေါ့ The Miss Spice ရယ် Curious Insider ရယ်စုကိုယ်တိုင်မသွားနိုင်တဲ့အခါမှာဒီလိုစိတ်ချပြီးတော့လှူနိုင်နေဆိုတဲ့ organization တွေရှိရတော်တော်ကျေးဇူးတင်တယ်။လုံနိုင်တဲ့သူတွေပေါ့နော်မြေပြင်ထိသွားပြီးတော့လုံနိုင်တဲ့သူဒီမှာဟိုဒီ organization ကိုလှူရဲဆိုတာလေဒီကပါဝင်တဲ့ founder တွေ co-founder တွေကအရင် inspire ဖြစ်ရတဲ့သူပြီးတော့ဟိုကိုယုံကြည်ရတယ်လို့ခံစားရတဲ့သူလို့စုယုံကြည်ရတဲ့အတွက်တောင်း mention လုပ်တယ် ဒီမှာအရန်ခတ်ခဲနေရသူတွေဒီလိုပြောတဲ့အခါမှာငါမလူနိုင်လို့ survival guilt ဖြစ်ပြီးတော့မခံစားနဲ့ပြောချင်တာရှင်သန်နေရတဲ့အတွက်ရှင်သန်နေရခြင်းရဲ့နောင်တပေါ့နော် guilt ပေါ့အဲ့ဒါမျိုးကခံစားရတယ်အဲ့တော့ငါဘာမလုပ်ပေးနိုင်ပါလားဆိုတော့အဲ့လိုလည်းမတွေးနဲ့လုပ်ပေးနိုင်နေရက်နဲ့ဘာတကူမှမလုပ်ပေးရင်တော့ဒီစိတ်ကဖြစ်တတ်တယ်ပေါ့ဒါပေမဲ့ကိုယ်တိုင်ကလည်းအနိုင်နိုင်လုပ်နေရတယ်ဆိုလို့ရှင်တော့လေကိုယ့်အကူခွင့်လွှတ်လိုက်ပါ ဒါကိုပြောချင်တယ်အဲ့တော့လုတ်ပေးနိုင်တဲ့သူဆိုလို့ရှင်လေလေစုစုမေအမြဲဆုံးမရတဲ့စကားရှိရပေါ့နော်ငွေဆိုတာတဲ့သူငွေရှိတဲ့အချိန်ရှိရငွေပြတ်တဲ့အချိန်ရှိရတဲ့ငွေရှိတဲ့အချိန်မှာတဲ့ပေးလိုက်တဲ့အလှမျိုးအဲ့ဒါမျိုးဆိုဘယ်အချိန်မှာပျော်လဲဆိုငွေမရှိတဲ့အခါမှာငါအဲ့တုန်းကတော့ငါဘသူ့ကိုပေးလိုက်ရတယ်ဆိုပြီး तू ပြန်စဉ်းစားတိုင်းပျော်ရဲပေါ့ဘယ်ရာဟူ तू မချိန်မနှက်ဖြစ်လဲဆိုငွေရှိရတဲ့ तू အချိန်တစ်ခေါက်တုံးอ่ะပေါ့အဲ့လိုမျိုးမပေးခဲ့လိုက်ရတာမျိုးရှိခဲ့ဘူးတယ်အဲ့တော့က ကြတော့ငါလက်ထဲမှာငွေမရှိတော့ပါလားဆိုတဲ့အခါမှာငါပေးလို့ရရရနဲ့ဘာလို့မပေးမိတာလဲဆိုတဲ့နောင်တာတော်တော်ဆိုးတယ်သူပြောဦးတယ်အသိမကြသေးဘူးသူ walkie talkie မှာသူ episode တစ်ခုမှာပြောထားတာအဲ့ဒါနဲ့တိုက်တိုက်ဆိုင်ဆိုင်ဒါလေးလည်းတွေ့တော့အော်ငါငါအခွင့်ရေးရတယ်ပေါ့နော်ဒီလိုပဲတွေးပါတယ်အဲ့တော့စုဘာပြောချင်လဲဆိုတော့ကိုကပြေလဲတဲ့သူဆိုလို့ရှင်လေငွေဆိုတာပေါ့နော်စုလို့စုနေတဲ့သူကြီးပဲပတ်စံရှိတာမဟုတ်ငွေဆိုတာဘတော်မှစုတဲ့သူကမချမ်းသာဘူးဒါတစ်သေးတိုင်းတည်တယ်ရင်းနေရင်ရင်းနေအဝင်အထွက်ရှိရတယ်ရင်းနေရယ်ဆိုတော့လဲဝင်လိုက်ထွက်လိုက်ငွေဆိုတာရေလိုစီ ီးစင်းနေရတယ်ရေလိုမစီးစင်းမနဲ့သူကအပေါက်တစ်ပောက်ကိုပိတ်လိုက်လို့ရှင်ဒီ limitation ကရှိနေတယ်ဒါကြောင့်စုတဲ့သူကဘယ်တော့မှမကြည့်ပါဘူးသူကရင်းတဲ့သူရဲ့အဝင်နဲ့အထွက်ကိုဘယ်လိုမျိုးစီမံတက်လဲစီမံနိုင်လဲဆိုရဲသူကတကယ်တော့ပတ်စံရှိတာပေါ့နော်အဲ့တော့ဒါကိုပြောနေရဆိုတော့လေကိုကကိုလည်းစုံးပါပါသူကတိတ်ပြီးတော့ငွေကိုမတုံးနဲ့တဲမှာပါတယ်တပည့်စဉ်းစားကြည့်ပါတော့ငွေဒီလောက်ရှာပြီးတော့တေဝါရဲဆိုဘာလုံးပါလဲနောက်တစ်ခုကငွေပေါ့နော်တိန်းတရာထားပါတော့ပေါ့နော်ဥပမာ ဒီသိန်းတရာကိုယ့်ဟာကိုယ်တနေရာမှာသုံးလိုက်တယ်ထားပါတော့ပေါ့နော် LV8 တလုံးပေါ့နော်ဒေါ်လာ2500တန်းတစ်ခုလောက်ကိုစုဝေလိုက်တယ်ပေါ့အဲ့အရာရတဲ့ပျော်ရွှင်မှုနဲ့တကယ်လူနေရဲ့သူတွေအတွက်ဒီငွေရဲ့တက်ရောက်မှုကမတူအဲ့တော့ကို့မှာပေးနိုင်တုံးပေးခွင့်တာတုံးအခြေအနေရှိတုံးမှာပေးပါဒါလေးကိုလည်းပြောချင်ပါတယ်ပြီးတော့ အားလုံးအားတင်းထားပါတကယ်ကိုအားတင်းထားပါဟုတ်ပါတယ်မြန်မာနိုင်ငံအခြေအနေကတကယ်ကိုစိုးပါတယ်ကုညီမဲ့သူဆိုတာလေရှာရှာပါပါပါသို့တော့အခုဆိုလို့ရှိရင်စင်ကာပူဘက်ကလည်းကုညီဖို့လာတာရှိတယ်ဩစတြေးလျစင်ကာပူချိုင်းနာအိန္ဒိယအဲ့တော့ကဘာရဲ့ရက်ကတော့လာနေတဲ့သူတွေလည်းရှိသလိုဒီလိုမျိုးထပ်ပြီးတော့ကုညီနိုင်အောင်ဆိုပြီးတော့သူတို့ ဒီ public educator တွေကလည်းစော်ဩတဲ့နေပေါ့နော်ဒီအချိန်မှာအလိုအပ်ဆုံးကအောင်မြင်ရေးတရားမဟုတ်ဘူးပေါ့နော်ဒီအချိန်မှာအလိုအပ်ဆုံးကဘလို့ကူမလဲဘလို့ဆောင်ရွက်မလဲဖြစ်နိုင်ရင်တော့ငွေနဲ့ကူညီရဆိုတာတော့ငွေရှိရတဲ့သူအတွက်အလွယ်ဆုံးပေါ့တကယ်တော့လုံအားနဲ့ဘာလို့လဲဆိုတော့လူတွေကုန်နေနေကြတာလေတကယ်ကိုအားကောင်းမှန်းပန်လူငယ်တွေပြည်ပတွေရောက်နေကြတာလေအဲ့ခါမှာလူနဲ့လှုပ်ပေးနိုင်ရင်လေအကောင့်တကအကောင့်ဆုံးပေါ့ငွေနဲ့ရှိရတဲ့သူကလည်းငွေကိုအားထည့်ပါ လူရှိတဲ့သူကလည်းလူအောက်ထဲပါဒီလိုမှပြန်ပြီးမထူထောင်ဆိုလို့ရှိရင်ပြီးတော့တပိုးတည်းပဲကြည့်နေမယ်ဆိုရင်ဘာအတွက်တပိုးတည်းရှိကြည့်နေမှာလဲမြန်မာတနိုင်ငံလုံးမှာကိုတယောက်တည်းအချမ်းသာဆုံးကိုတယောက်တည်း authority power အာဏာအရှိဆုံးကိုတယောက်တည်းအမြင့်မြတ်ဆုံးအဲ့လိုမျိုးရှိခြင်းလို့လားပေါ့နော် ျန်တဲ့သူတွေအကုန်လုံးအဆင်မပြေနေတဲ့အချိန်မှာဒါလေးကိုစုဒီနေ့ message ပေးချင်ပါတယ်စကားပြောရတဲ့မှာအမပါလို့ရှင်ခွင့်လွတ်ပါညနေဒီနေ့ပြောတဲ့စကားမှာရိုင်းနာလေးပါလို့ရှင်တီးခတ်ပြီးနားလေပြီးကြိရှိပေးပါလို့ပြောချင်ပါတယ်ကျေးဇူးတင်ပါတယ်